hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ Jadon Sancho က Manchester United ကို Chelsea ကနေပြန်လာဖို့အတွက်ဒီပုံစံဆိုတော်တော်ကိုအချိန်ကြီးကောင်းနေတယ်လို့ကျွန်တော်ပြောရမယ်ဒီ Athletic ရဲ့ David Ornstein ကနေပြီးတော့ report လုပ်ထားတဲ့သတင်းက Chelsea အနေနဲ့ပေါ့နော် Jadon Sancho ကိုနှေးရသည်မှာအပြည့်အဝမခေါ်မခေါ်ခြင်းဘူးဆိုလို့ရှိရင် Manchester United ထံရောကြီးအနေနဲ့ပေါင်၅သန်းပေးချင်ရမှာဖြစ်တယ်ပေါ့ ယာဒီကုံနာနဲ့ချဲစီဟာအဆင့်14နဲ့အထက်ပရီးမီးယားလိမှာယာဒီသိမ်းနိုင်တာနဲ့ပေါင်25သန်းနဲ့အပြည့်အဝခေါ်ယူဖို့အတွက်သဘောတူညီမှုစာချုပ်တည်းရဲ့ချုပ်ဆိုခဲ့ပြီးမဲ့လို့သတ်မှတ်ထားတဲ့ပမာဏတစ်ခုပြီးမယ်ဆိုရင်အပြည့်အဝခေါ်ယူခွင့်ကိုချဲစီအနေနဲ့ဆွန့်လွတ်နိုင်မယ့်အချက်လဲပါဝင်နေလို့ဖြစ်တယ်ဆိုပြီးတော့ပြောဖော်ပြထားတယ်။အော်စတိန်ကဆိုတော့ဘာဖြစ်လဲဆိုတော့ဆန်ချိုကိုချဲစီဘက်ကပေါ့နော်မခေါ်ခြင်းမခေါ်လို့ရတယ်5သန်းပဲကုန်မယ်ဆိုတဲ့သဘောပဲ။ ါအင်းနီယောစနေနဲ့တော်တော်ကိုညံ့ဖင်းလို့နဲ့အလုတ်လုပ်မှုပါအင်းနီယောစနေနဲ့အလုတ်လုပ်တာတော်တော်ကိုညံ့နေတယ်မှာပါတယ်ဒီပုံစံတိုင်းဆိုရင်၅သန်းချယ်ဆီလိုအသင်းမျိုးကိုမိ၅သန်းယူမြန်နေသလားကွာသိလားနော်ယူမြန်နေသလားအင်းနီယောစလုတ်လုပ်တာတေးကြတယ်ဒါဆိုလို့ရှိရင်ဒီကောင်ပြန်ရောက်လာမှာပဲပြန်ရောက်လာမှာပဲနော်ဘာလို့လဲဆိုတော့မရမဆန်ဂျူသူမလောလောတယ်မှာမလို့ခြင်းတော့ဘူးဘယ်သူမှမလူချင်းမှုဆရာကြီးသူ့အိမ်ရောင်ပြန်လက်ခံလာမသိပါဘူးเนาะပွဲပြီးပြင်းပြင်းလာရင်လို့ရှိရင်လေ တကယ်ဘယ်သူမှမလို့ခြင်းတော့ဂျီဒန်ဆန်ဂျိုကိုမှ9သန်းနဲ့ဗျာအပြည့်တဲ့ဝေဝင်ပေါင်25သန်းဆိုလို့ရှိရင်ဗျာသိတယ်မလားကျွန်တော်တို့အနေနဲ့မင်းရောကြီးသန်း30လောက်ဒီချပလိုက်ရမှာမင်းကလည်းဒါမှတော်နေဝယ်မှာလေဒါမှဝယ်မှာအကယ်လို့ချဲစီအနေနဲ့တို့ဝယ်ပြီးပြီကွာမလို့ခြင်းမှုဆိုပြန်ရောက်ရင်လည်းရောက်ဒါတို့ကဏ္ဍဖြစ်သွားပြီဟုတ်တယ်မလား9သန်းဆိုတာကဗျာမင်းတော့ဘူလီကမင်းဖနှံကြအနိုင်လေအဲ့9သန်းထွက်တယ်သိလားမင်း Ineos ကတော်တော်ကိုအလုပ်လုပ်တာညံ့နေတယ်မှာပါတယ်ဒီပြောင်းရွှေ့မှာ သူတို့တွေဘာသက်တာသွားလဲတရားဒီသာဆန်ချူရဲ့လစာတစ်ဝက်လောက်တက်တာသွားတာပဲကျွန်တော်ရှိတာဘာမှထူးကြမလာဘူးစဉ်းစားကြည့်ပါငါးသန်းနဲ့တေးကြတယ်အဲ့ဒါပြန်ရောက်လာမှာပဲယာဒီကုံတိဘလူလာမလဲဘလူလာမှာလေဗျာသူဒီကောင်အလုံးစုံခြေသွမ်းပြမင်းဘာလုပ်နိုင်မှာမို့လဲအကယ်လို့လုတ်ပြနေနေထားပါအောင်တော့ဟိုတပတ်ကို3သိန်းခွဲနဲ့ချယ်စီကဒီကောင်လာတာပြပြီးခေါ်ခြင်းမမလားဟုတ်တယ်မလားနော်ပေါင်25သန်းပေးရမယ်ပြီးလို့ရှိရင်လစာကလည်းတစ်ပတ်ကို3သိန်းခွဲပေးရမယ်သူချယ်စီမင်းမခေါ်တော့ဘူး ဒီလား okay ငါတို့တော့၅သန်းရှင်းလိုက်မြေကွာဒီကောင်ရဲ့တပတ်ကို၃သိန်းခွဲမပြီးရင်ပြီးရောပေါ့အဲ့လိုပုံစံမျိုးနဲ့ဒီကောင်ပြန်ရောက်လာမှာပဲဆိုတော့ဟိုအချင်းအချင်းမပြေပါဘူးအချင်းဒီမကောင်းပါဘူးเนาะဒါဒါဟာသတင်းဆိုးပါအတင်းတွက်တော့အတင်းတွက်တော့သတင်းဆိုးပါဆန်ချိုအတင်းကိုပြန်ပြီးတော့ရောက်လာနိုင်စုံရှိတယ်ဒီနေရာမှာဆန်ချိုရည်ချင်းမရှိလို့ဘာညာပြောတာမဟုတ်ဘူးရည်တိလားဆန်ချိုဘယ်လောက်ထိရည်ချင်းရှိတယ်လဲဘလို့ဘလောက်ဘလောက်ကောင်းတဲ့ player တစ်ယောက်လဲသူသာတကယ်လှုပ်ချင်တယ်ကိုင်ချင်တယ်ကစားချင်တယ်ဆိုရင် ဘယ်တော့ကောင်းတဲ့ကစားမတစ်ယောက်လဲကျွန်တော်တို့ဒေါမွန်မှာမြင်ခဲ့ရပြီးပြီပဲအဲ့ဒါကြောင့်မလို့လေဒီကစားမကို80နှစ်တန်ပြီးပြီးတော့200ဒီလောက်တော့စောင့်ပြီးတော့ကျွန်တော်ခေါ်တာပေါ့ဘာမှမဟုတ်တဲ့ကစားမကိုကျွန်တော်ခေါ်မလားဟုတ်တယ်မလားကစားမကောင်းတစ်ယောက်ပဲလေဒါကြောင့်ကျွန်တော်ခေါ်တာပေါ့ပြဿနာကဘယ်လိုပြောမလဲရုံးကန်ကျူးပန်းလူချင်းတွေမရှိဘူးဗျာဒီလားနော်အလေးလိုက်ပြီးတော့ကျွန်တော်တို့နေဟိုအဆင်ပြေအောင်တော့ပဲသူကသွားနေတာပြောရရင် comfort zone နေဒီကောင်ရောက်နေတာဗျာသိလားချယ်ဆီမှလည်းဝင်ကားတွေကတိုင်ပတ်နေတယ်ဆိုတဲ့အခါကျတော့ပုံမှန်ပွဲထုတ်ခင်းကဒီကောင်ဘာမှမဟုတ်ပဲရနေတာဆိုတော့သူ့အတွက်က နေရာတနေရာရောက်ဖို့အတွက်ထူးခြားကျူးပန်းစရာမလိုဘူးเนาะဆိုတော့ဟိုဒေါမွန်လိုမျိုးသူ့အတွက် comfort zone ဖြစ်နေတဲ့နေရာမျိုးမှာမှအဆင်ပြေသလိုကျွန်တော်ဖြစ်နေတာ challenging ဖြစ်တဲ့နေရာတွေမှာဆိုသူအဆင်မပြေတော့ဘူးဒါမျိုးဆိုတော့ဟိုဆန်ချိုအနေနဲ့ဗောနော Manchester United မှာယုံကန်တာ Chelsea မှာယုံကန်တာ Premier League မှာတိုက်ပတ်တာအထူးဆန်းမဟုတ်တော့ဘူးအထူးဆန်းမဟုတ်တော့ဘူးဆိုတော့ဟိုဒေါမွန်ရဲ့ဘက်ကလည်းပြန်မလူချင်ဘူးဗျာမလူချင်လို့ပဲအငှားနဲ့သွားပြီးတော့အသင်းစီကိုယ်စီပြန်ရောက်လာတာပဲဆိုတော့အသင်းအတွက်တော့တော်တော်ကိုအနှုတ်လက္ခဏာဆောင်တဲ့တည်င်းမှာ ော်ဆိုတော့အရေးချင်းရှိပြီမဲ့လေလို့ကစားမကိုယ်တိုင်ကကျူးပန်းလို့စေအပြည့်နဲ့မကစားလို့ဘူးဆိုတော့ခါကြတော့တော်တော်တိုင်ပက်တယ်ပေါ့လေဆိုတော့အီနီယောစီနဲ့ဘယ်လိုပြောမလဲဆန်ချူပြန်ရောက်လာပြီဆိုလို့ရှင်ဘာရီစီစဉ်ထားတယ်လေချက်ချင်းဆိုဆိုကျွန်တော်ကပြန်ရောင်းချဖို့ကျွန်တော်ကျူးပန်းမှာပဲဒီကောင်အသင်းပေါ်မှာဒီကောင်ဘလို့ဆက်ဆန်ထားတယ်လေကျွန်တော်တို့တွေ့ရမလားเนาะဘလို့ဆက်ဆန်ထားတယ်လေဆိုတာအာသူဟာချက်စီပရိချက်စီပရိသက်ပါတို့ဒီဘလူးရှင်ပါလေဒရော့ပါပရိသက်ပါလမ်ဘတ်ပရိသက်ပါဒီကောင်အကုန်လျှောက်ပြောထားတာ အသင်းကထွက်တဲ့ကျွန်တော်ဟို market stretch ဘူးတို့ဘာလို့လဲဒီကောင်ရှောက်ပြီးတော့အားချောင်းထားတာအခုတော့ဒီကောင်ဒီဘူးပြန်ရောက်လာတော့မယ်ဆိုတော့အသင်းအနေနဲ့စီစဉ်တာတော်တော်ညံ့ပါတယ် Ineos တို့အနေနဲ့တော်တော်ညံ့ပါတယ်၅သန်းဆိုတာမျိုးကနော်ဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီ Sancho အသင်းကိုပြန်ရောက်လာရင်ကျွန်တော်အနေနဲ့ဘယ်အသင်းကိုငါတို့ပြန်လက်လွတ်ရမလဲဘလို့ပြန်ရောင်းချရမလဲဆိုတာပဲကျွန်တော်ချက်ချင်းပြန်ပြီးတော့စဉ်းစားသင့်တယ်။ဆိုတော့ဂျီဒန်ဆန်ချူကတော့ပေါင်၅သန်းနဲ့ချယ်ဆီကပေးရင်အသင်းကိုပြန်ရောက်လာမယ့်ခြေနေမျိုးပါ။ညီကလို့ရောဘလို့မင်းညလဲ ဆန်ချူပြန်ရောက်လာရင်ချက်ချင်းစုစုပြန်ရောက်ထုတ်သိနေလို့ညီကလို့ထင်ကြလားဒါအပြင်နေရိုနံပါတ်10လူနေတဲ့နေရာတွေဆန်ချူကနေရာပေးတင်တာတေချာတာတခုကတော့မြေမမူးပြန်အောင်ကောင်းများအသင်းကိုဒီလိုဆက်ဆန်ထားတဲ့ကစားမတယောက်ကိုအသင်းကိုပြန်ပြီးတော့နေရာပေးစီရာအကြောင်းကိုကျွန်တော်မရှိဘူးဟုတ်တယ်မလားနော်ဆိုတော့ကဲဆရာသမားတွေဆန်ချူပြန်ရောက်လာတော့မှအချိန်နဲ့ကြုံနေရပြီတော်တော်ကိုဝမ်းနေကြပါတင်းကနော်သူနေကြပါညီကလို့ဘလူမင်းကြလဲအားလုံးကိုကျေးဇူးများတင်ပါတယ်